က်ကနေဆက်တလျှောက်စီရေးထိတ်တိုက်တွဲဆုံမှုဖြစ်ပွားပြီးနောက်ဓာတ်ရိုက်ဆွေးနွေးမှုပြုလုပ်ရေးတွန်းအားပေးဖို့ထိုင်းနိုင်ငံကကမ္ဘောဒီးယားနိုင်ငံကိုတိုက်တွန်းလိုက်ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့စီရင်ချက်တရက်ကြိုးပမ်းမယ်လို့ကမ္ဘောဒီးယားဆိုရက ပြောပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေဟာမေလ28ရက်ကအငင်းပွားနယ်စပ်မှာအပြန်အလှန်ပစ်ခတ်ခဲ့လို့ကမ္ဘောဒီးယားစစ်သားတအူးသေဆုံးခဲ့ပါတယ်။ ICJ ရဲ့စီရင်မှုကိုအတိမတ်မပြုကြောင်း နှစ်နိုင်ငံစလုံးဟာပြည်ထနာကိုဖြည့်ရှင်းမဲ့နှစ်နိုင်ငံလမ်းကြောင်းတွေရှိပြီးဖြစ်ကြောင်းထိုင်းဆိုရကထုတ်ပြန်ချက်တစ်ခုမှပြောပါရယ်ကမ္ဘောဒီးယားဆိုရဟာအစောပိုင်းကအငင်းပွားမှုတွေကိုဖြည့်ရှင်းမဲ့လက်ရှိလုံထုံးလုံနည်းတွေမှာကန့်သက်ချက်တွေရှိနေတယ်လို့ဆိုက ICJ မှာတိုင်ချက်ဖွင့်မယ်လို့ကြေညာခဲ့ပါရယ်ငင်းချမ်းနဲ့အဖြစ်တစ်ခုရှာဖွေဖို့နှစ်နိုင်ငံစလုံးကကြိုးပမ်းနေပြီးအချုပ်ချအာဏာကိုကာကွယ်ဆောင်ရှောက်ဖို့ကတိပြုထားတယ်လို့ထိုင်းနဲ့ကမ္ဘောဒီးယားကပြောပါရယ် ထိုင်းနဲ့ကမ္ဘောဒီးယားဟာပိုင်နက်နယ်မြေပြဿနာတွေရှိလင်ကစားပြီးခဲ့တဲ့နှစ်တွေအတွင်းနီးကပ်တဲ့တန်တမန်ဆက်ဆံရေးရှိခဲ့ပါတယ်။တမရဒေါ်နယ်ထရန့်ရဲ့အခွန်ဖြတ်တောက်မှုဥပဒေကြောင့်မဟာမိတ်ဟောင်းအီလွန်မတ်စ်နဲ့ခါးသီးတဲ့အချင်းများမှု ရှိနေပေမဲ့ဒေါ်နယ်ထရန့်ကအီလွန်မတ်စ်နဲ့ဆွေးနွေးဖို့စိတ်ဝင်စားဘူးလို့အင်ဖြူရိုတာဝန်ရှိသူတူကတောက်ကြနေမှာပြောကြားခဲ့ပြီးနှစ်ဦးကြားဖုံးပြောဆိုဖို့အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။ ကမ္ဘာအာဏာအရှိဆုံးခေါင်းဆောင်ဒေါ်နယ်ထရန့်နဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မတ်စ်တို့ဟာအကြီးအကျယ်အချင်းများကဲ့ရာနီးကပ်တဲ့မဟာမိတ်ပြုမှုအဆုံးသက်သွားခဲ့ပါတယ်။အစိုးရစွမ်းဆောင်ရည်မြင့်တင်ရေးဌာနအကြီးအကဲဖြစ်ကဆွန့်ခွာခဲ့တဲ့အီလွန်မတ်စ်ကဒေါ်နယ်ထရန့်ရဲ့အခွန်ဖြတ်တောက်မှုအသုံးစရိတ်ဥပဒေကိုရှုံချခဲ့ပါတယ်။ အီလွန်မတ်စ်ကအဆိုပါဥပဒေဟာအမေရိကန်နိုင်ငံကိုကျွေးမြီဒေါ်လာ36တသမ2ထရီလီယံရှိလာနိုင်စေတယ်လို့ဆိုပြီးကန့်ကွက်ချိန်မှာဒေါ်နယ်ထရန့်ကနှုတ်ဆက်ခဲ့ပါတယ်။အီလွန်မတ်စ်ကိုအလွန်စိတ်ပြတ်မိတယ်လို့ဒေါ်နယ်ထရန့်ကကြာတာပရင်းနှစ်မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ကျွန်တော်မပိုင်ရင်ဒေါ်နယ်ထရန့်ကရွေးကောက်ပွဲမှာရှုံးနိမ့်မှာဖြစ်ပါတယ်လို့ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာဒေါ်နယ်ထရန့်နဲ့အခြား Republican တွေကိုထောက်ခံဖို့ဒေါ်လာတန်း300နီးပါးသုံးစွဲခဲ့တဲ့ Elon Musk ကရေးသားခဲ့ပါတယ်ဒေါ်နယ်ထရန့်ရဲ့ Twin ကုံစီးချက်ခွန်ကောက်ခံမှုလက်မှတ်ရေးထိုးမှုကြောင့် American နိုင်ငံဟာအခုနှစ်နှောင်းပိုင်းမှာစီးပွားရေးကျဆင်းလာနိုင်တယ်လို့၎င်းကဆိုပါတယ်